ဒီဟာလေးကပြင်းညိုလေးချက်ချက်မလို့တော့เนาะဒီဟာကိုချက်နင်းရွက်လို့လဲခေါ်တယ်ဟိုဒီဘုတ်စီဘိုးတွေတည်တယ်လို့လဲပြောတယ်အဲ့အဲ့ဒီရွက်ကလေးကိုပြင်းညိုချက်တောင်းမယ်နော်ဒါလေးပြပေးမယ်ရွက်ကလေးကနင်းနေပြပါလေဟာဒီဘုတ်စီဘိုးသမားတွေရှိနေတယ်အဲ့ဒီဟာပျောက်တယ်လို့ပြောပြောကြတာတော့เนาะအဲ့ဒါကိုငကြီးကြောင်လေးနဲ့စက်တုံကြီးလေးနှစ်တက်နဲ့အဲ့ဒါ ချက်တာပြီးမယ်နော်အင်းညို့ပြီးပေါ့အင်းညို့တစ်ခွက်စာလောက်ပေါ့နော်ရန်ကြီးကတော့ရေလေးနည်းနည်းထည့်ထားတယ်တတုံပြူလေးတွေကိုထည့်ထားတယ်နော်ရေမွေးလေးတည်ထားတယ်အမွေးလေးတွေစုသွားတယ်တတုံပြူလေးထည့်တတုံပြူလေးဒီငကြီးချောက်လေးမှတ်ပါဦး ကြောက်ကလေးနှစ်ကောင်တော့ပေါ့နော်။ဘာဆိုရအောင်ဒီကြောက်ရိုးထရိန်နာလေး။ဟာလေးကတိလေးနဲ့ကိုက်ပြီးထည့်ပေါ့နော်။ကျောင်းကကြာရည်လေးနဲ့ထည့်မယ်။ကြာရည်လေးနဲ့ထည့်။ဟင်းခံဖို့လေးနဲ့ထည့်မယ်။ ုံးပုံလေးနဲ့ထည့်လိုက်ပါเนาะအဲဒီရတာလေးကိုကြည့်ဒါတော့ခင်ဗျတို့ဖတ်စာလောက်လည်းချက်ပါတယ်ရှင်လို့လာနန်းရအကြည့်ချက်ကလေးမျိုးဝါပြီဆိုတော့ရတာမျိုးကြည့်ရတာလေးကောင်းပါပြီဆိုရင်ဒီရွက်ကလေးတွေဖတ်လိုက်ပါနော်

ီကိုစီကိုပျောက်တဲ့အရွက်လို့မေးခြင်းရပါတယ်နော်။ဘာလို့ဆိုရင်အရွက်ကခဏနေနေတဲ့ဝေးတော့ရတဲ့လို့ဘာလို့လဲမကြမ်းဘူး။သူကအရင်ကောင်းခါလည်းမခါဘူးသူ့ရတာကြီးရ။ဘယ်လိုရပါ့။ဒါဆိုရပါပြီ။မီးပိတ်လို့ရပါပြီ။ကျေးဇူးများယူပါရှင်။ နောက်ဗီဒီယိုတွေမှာပြန်ဆုံမယ်နော်